အားလုံးပဲမင်္ဂလာပါဗျာအောင်သူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ရှင်းပြချင်တာကတော့ vlookup function ရဲ့ lookup value နေရာမှာအတိအကျစကားလုံးထည့်ထည့်သွင်းပေးမှ vlookup function ကရှာဖွေပေးပါတယ်ဒါပေမဲ့လက်တွေ့လုပ်ငန်းခွင်မှာကြတော့ကျွန်တော်တို့ကအာဒီအတိအကျစကားလုံးမဟုတ်ဘဲနဲ့ပေါ့နော်ဒီစကားလုံးတော့ပါဝင်တယ်တခြားသောစကားလုံးတွေနေလည်းရှိနေမယ်ဆိုရင်ဘလို့ရှာဖွေရအောင်ဆိုတဲ့ငန်းစာကိုကျွန်တော်စပြီးတော့လေ့လာကြည့်အောင်နော်ဥပမာဆိုကြပါစို့ဗျာကျွန်တော်တို့ကဆိုကြပါစို့ ကိုရဲ့ table array ထဲမှာအခုလိုမျိုး desktop 3ည3ည1လို့မှတ်ထားတယ်။ဒါပေမဲ့ကို look at လုပ်မဲ့เนาะအာ look at value ကကြတော့ desktop ဖြစ်နေရ။အဲဒါဆိုရင်တာမန် v look at function ကမရှာဖို့ပေးနိုင်ပါဘူး။ဥပမာအားဖြင့်ကျွန်တော်ဒီနေရာမှာကြည့်အောင် equal v เนาะ v tab look at value ဆိုတော့ desktop လို့ရိုက်ထဲမှာကောကိုညွှန်မယ်။ f4 နိုင်မယ်ကောမာကုတ်မယ်။ table array ဆိုတော့ဒီစရာကောကြီးတစ်ခုလုံးဆက်လက်မှတ်မယ်။ f4 နိုင်မယ်ကောမာကုတ်မယ်။ပြီးရင်ကျွန်တော် colon function ကိုသုံးပါဘောเนาะ။ ကောလံဖန်ရှင်ကိုအသုံးပြုခြင်းသင်ခန်းစာကိုတော့ကျွန်တော်ရှေ့ပိုင်းအပိုင်း1နှစ်မှာရှင်းပြပေးထားတယ်အပိုင်း1နှစ်ကိုပြန်ကြည့်ပေးပါဒေါင်းဝဲလို့နှိပ်မယ် tab ပုံမယ်ပြီးတော့ control enter ခေါက်မယ်ပေါ့အဲမရှာဖို့ပြီးပါဘူးဘာကြောင့်လဲဆိုတော့အဲကျွန်တော်တို့ကဒီနေရာမှာ desktop လို့ရွေးချယ်လိုက်ရင်ဟောဒီမှာလည်း desktop လို့မှတ်ရမှာပါဒါကလက်တွေ့လုပ်ငန်းခွင်မှာကြတော့တိတ်ပြီးတော့အဆင်မပြေပါဘူးအဲ့ခါကျတော့ကျွန်တော်တို့ဘယ်လိုနည်းလမ်းနဲ့အဲတောင်းရမလဲဆိုတော့ကိုအဲကျွန်တော်ပြောပြပေးမှာပါ အော်ဒီသင်္ကန်းစာတွေမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်။အာကျွန်တော်ရှင်းပြတဲ့ video file လေးကိုကြိုက်နှစ်တက်တယ်ဆိုရင်လည်း like share လေးလုပ်ပြီးတော့မျှဝေသွားနိုင်ပါတယ်။ဒါအားလုံးပဲသင်္ကန်းစာစလိုက်ရအောင်နော်။အဲ့တော့အာ equal vl tab look at value ဆိုတော့ဒီစကားလုံးကိုညွှန်မယ်။ comma ကုတ်နော်။အာ f4 key နှိပ်မယ် comma ကုတ်မယ်။ table array ဆိုတော့ဒီဇာတ်ကွက်ကြီးတစ်ခုလုံးဆလတ်မှတ်မယ်။ f4 နှိပ်မယ် comma ကုတ်မယ်။ column index ကြတော့ column function ကိုသုံးပါဘောနော်။ b1 ပေါ်မှာ0ဟုတ်ပြီအဲ့တော့ဒီပြဿနာမှာကျွန်တော်တို့ကဖြစ်နေတဲ့ပြဿနာဒီဒီ look at value နေရာမှာရှိတဲ့ပြဿနာဖြစ်ပါတယ် look at value ဒီအခုလိုအတိအကျတူတဲ့စကားလုံးမဟုတ်ပါဘူးအဲ့တော့ look at value ရဲ့ဒီစကားလုံးဒီ look at value စကားလုံးရဲ့နောက်မှာတခြားသောစကားလုံးစုတွေစကားလုံးတွေစကားစုတွေပါဝင်တယ်အဲ့တော့အဲ့လို look at value ရဲ့နောက်မှာတခြားသောစကားစုတွေပါဝင်ရင်ရှာဖွေပေးပါလို့ v look at function ကိုကျွန်တော်ကညွှန်ကြားပေးရမှာဖြစ်တယ်အဲ့တော့ တခြားသောနောက်မှရိုက်ထားတဲ့စကားစုတွေဒီကိန်းတွေလားနံပါတ်တွေလားဒိတ်တွေလားကျွန်တော်မသိနိုင်ပါဘူးအဲ့ဒီတော့ကြောင့်မို့လို့ကျွန်တော်တို့ကဒီနေရာမှာရေးပြထားတဲ့ wine cut character ကို အသုံးပြုရမှာဖြစ်ပါတယ် wine cut character ဆိုတာကတော့အဲဒီမှာသူက question mark ရှိတယ် asterisk ရှိတယ်ပေါ့နော်အဲပြီးရင် at ကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကအာဒီနေရာမှာ asterisk ကိုအသုံးပြုရမှာဖြစ်တယ်။ asterisk ရဲ့အထည်ပေကစကားစုလို့အထည်ပေရပါတယ်။ question mark ရဲ့အထည်ပေကတော့ only one character အဲ့နော်ဂိမ်းတစ်လုံးဒါမှမဟုတ်ရင်သင်္ကေတတစ်လုံးဒါမှမဟုတ်ရင်အဲကျွန်စကလုံးတစ်လုံးလို့ထည့်ပေးရတယ်အဲ့တော့ကျွန်တော်ရဲ့ table read ငါမှတ်တမ်းကိုတွားကြည့်တဲ့အခါမှာစကစုဖြစ်နေတယ်၃ည၃ည၁ဆိုတာဒီတစ်လုံးနဲ့မဟုတ်ဘူးစကစုပြီးတော့ဒီနေရာမှာကျွန်တော်တို့က hyphen လဲပါဝင်သေးတယ်ဒါကြောင့်မို့လို့အဲ့ဒီ look at value နေရာမှာ look at value ရဲ့နောက်မှာเนาะဆိုကြပါလို့ကြာတာ look at value ပေါ့เนาะကျွန်တော်တို့က look at value လောက်ကဘယ်လူရဲ့အနောက်မှာစကားစုတွေပါဝင်နေရင်လဲရှာဖွေပေးပါလို့အဲကျွန်တော်တို့ကအဲဒီဗီလောက်ကအဲဟိုရှာရှာဖွေပေးပါလို့ညွှန်ကြားထားမှာဖြစ်တယ်အဲ့တော့အဲဒီနေရာမှာကျွန်တော်လောက်ကဘယ်လူရဲ့အနောက်မှာစကားစုကိုထည့်မှာဖြစ်ပါတယ်အဲ့တော့ကောင်းပြီဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ alpha sun နဲ့ဆက်မယ်ဆက်ပြီးသွားတဲ့အခါမှာ double quotation asterisk double quotation လို့ရိုက်မယ်ပြီးသွားရင်တော့ control နဲ့ under နဲ့ခေါင်း ခေါက်လိုက်ရင်တော့ပထမပြဿနာမှာဖြစ်တော့ဘူးမဖြစ်တော့ဘဲနဲ့ရှာဖွေပေးမှာဖြစ်ပါတယ်အော်ဒါလေးကိုကျွန်တော် copy ကူးလိုက်မယ်ဘူပရင်တာဒီကျွန်တော်เนาะ product ကအခုကြီးက၄ခု180ဆိုတော့အခုကြီး၄ခုနဲ့180ကိုရှာဖွေပေးတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့နောက်တစ်ခုကဟိုနောက်ပြဿနာတစ်ခုကကျွန်တော်ဒီ lookup value ရဲ့ရှေ့မှာလဲပေါ့နော်အဲရှေ့မှာလဲစကားစုတွေပါဝင်နိုင်တယ်အဲ့ဒီလိုစကားစုတွေပါဝင်တဲ့အခါမှာကျွန်တော်အခုရေးသားထားတဲ့ပုံစံနဲ့ရေးသားလို့ရပါတယ်เนาะ နောက်တစ်ခုကကြတော့ဒီ look at value ရဲ့အရှိမဖြစ်စေเนาะကျွန်တော် look at value ဒီတာအလဲမှာရောက်နေတယ်အလဲမှာရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ look at value ရဲ့ရှိမှာကောနောက်မှာကောအဲကျွန်တော်စကားစုတွေပါဝင်နေတယ်ဆိုရင်တော့အခုကျွန်တော်ဒီနေရာမှာအဲရေးပြထားတဲ့ပုံစံဖြစ်တဲ့เนาะ S တွေ look at value ရှိတဲ့ဆဲကွက် S တွေကိုအဲကျွန်တော်တို့ရေးသားနိုင်ပါတယ်เนาะဒီလိုပုံစံနဲ့ကောင်းပါပြီအဲ့တော့ အာဒီမှာရှိထားတဲ့ relocate syntax တွေကိုနားမလည်ဆိုရင်တော့အပိုင်း1 2 3 4ကိုပြန်ပြီးတော့ကြည်ပါအထူးသဖြင့်အပိုင်း1မှာဆိုရင်အခြေခံအကြောင်းအရာတွေကိုရှင်းပြပေးထားပါတယ်အဲ့တော့အဲလက်တွေ့မှာတော့ကျွန်တော်တို့အခုလိုမျိုး look at လုပ်တဲ့ပုံစံကကောင်းပါတယ် wine gap character တွေကိုသုံးပြီးတော့လုပ်ရင်လုပ်ငန်းထဲမှာပို့ပြီးတော့အသုံးချနိုင်မှာဖြစ်ပါတယ်ပုံမှန်အဖြစ်တော့ relocate function ကအာသင်္ကန်းစာတသက်ဆိုရင်တော့အာသူ့ကိုလုပ်ဖို့အတွက်ကျွန်တော်တို့တီးကြကြတွေလိုက်ပြီးတော့လုပ်ပေးရပါဘောနော် ။ဟောမှာပြီကျွန်တော်ရဲ့သင်တန်းစာတွေကိုအချိန်ကုန်ခံပြီးတော့လေ့လာပြီးတော့ကျေးဇူးတင်တယ်။အလောက်ကန်ဒီအဆင်ပြေကြပါစေ။နောက်ပိုင်းသင်ခန်းစာတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြမှာနော်။